လစ်စဘွန်သို့မဟုတ်မော်ရီညိုရဲ့နောက်ဆုံးမည်အားလုံးမင်္ဂလာပါ OK ဘက်ကနေကြိုဆိုပါရီနီးပြားတယောက်တွေ62နှစ်ဆိုတော့အရင်တော့မငယ်တော့တဲ့ရွယ်ပါလူလက်ပိုင်းရွယ်နီးပြားတွေမှာဆိုရင်အဲဒီခေတ်ကလူငယ်နီးပြားလို့ခေါ်ခံရတဲ့ရွယ်မှာနမကျော်တယောက်ဖြစ်နေပေါ်တိုနဲ့အောင်မြင်မှုတွေယူပြလာခဲ့ပြီးတော့ထွန်းထောက်ခဲ့တဲ့မော်ရီညိုကဂွာယူလာနဲ့အပြိုင်ဇေယုတ်ကနေကပြရင်နေတင်းနေအများကြီးကိုဖျက်ချော်ရင်းနဲ့အတက်ကြရင်အများကြီးနဲ့အခုဆိုရင်တော့အသက်62နှစ်တွေကိုရောက်လာပါပြီ90မှာနားယူမယ်ဆိုရင်တော့သူ့အတွက်နီးပြားဖြစ်နေကြံတွေ့ဖို့အချိန်က10နှစ်လောက်ပဲကြာမှာတော့မေး ိုင်မဲအဲ့လိုမဟုတ်ဘဲနဲ့တခြားနည်းနဲ့တွက်မယ်ဆိုရင်တော့အချိန်သိမ့်မချန်တော့တာလေးဖြစ်နိုင်ပါရီခေါင်းစဉ်မှာလစ်စဘွန်လို့ရေးထားလို့တချို့ပရိသတ်တွေမျက်ခုံးပင့်စရာဖြစ်ကောင်းဖြစ်နိုင်ပါရီသူကိုင်းတွင်နေတော့ဘင်ဖီကာကိုမမ်ပါရီဘာကြောင့်လစ်စဘွန်လို့တက်ထားသလဲဆိုရင်တော့ဘင်ဖီကာကလေလစ်စဘွန်မြို့အခြေဆိုင်အသင်းဖြစ်လို့ပါစပိုးရီလစ်စဘွန်နဲ့မြို့ကန်ပြိုင်ဘက်တွေဆိုပါတော့ဘင်ဖီကာတို့လူရီသာတွင်တွင်ရောင်းပြီးတော့ OK ဆိုပြနေပြီမြေရလာပိုင်းကတော့နည်းနည်းချူချာနေတဲ့ယာတီနည်းနည်းရှိလာပါပြီ ်အမော်ရီနိုပြန်လာတဲ့စပိုးတင်းကြောင့်ရောသူနဲ့တောက်လျှောက်ပြိုင်နေရတဲ့ပေါ်တူကြောင့်ရောဆိုပါတော့ဒီတော့မော်ရီညိုကောက်ခေါ်ပြီးတော့သူတို့အသင်းကိုအရှိန်ပြန်တင်ဖို့ကြိုးစားလာတာပါမော်ရီညိုတော့ကလည်းတူတူကီမြေကနေဆွခေါ်လိုက်ရတဲ့အားဇာတိဖြစ်တဲ့ပေါ်တူဂီကိုပြန်ရောက်သွားပြီဆိုတာနောက်ဆုံးတော့ခီးတစ်ပတ်ပြည့်ပြီးတော့မူလာမူရာကိုပြန်ဆိုက်သွားသလိုပါပဲနောက်ပိုင်းကလာရီမှာသူကအတက်ထက်အကြရီပို့ပြီးတော့များပါရီယူနိုက်တက်ကိုစူပလာတချို့ယူပေးခဲ့တယ်လို့အစင်းနေနေရရောက်အောင်လုပ်ပေးနိုင်ခဲ့ပြီမလဲ နောက်ဆုံးထွက်ရတဲ့ရာသီမှာရက်တီချက်ရောခြေစွမ်းမှာထိုးချသွားခဲ့တာပါ။နောက်စပါးမှာလေဖိုင်နယ်ကံကံကြီးမှာထုတ်ခံခဲ့ရတဲ့နီးပြဖြစ်သွားခဲ့တာကြောင့်သူအခုထိမကြည်မနှက်ဖြစ်နေတော့မှာပြီ။ရိုမောင်းလေသူစူဖလားပြန်လေစုခုံးအောင်လုပ်ပြီးခဲ့ပြီးမြေအဆုံးသတ်မလာခဲ့ပါဘူး။ ဂျူရီကီမာလေးသူဘာမှလုံးမပြနိုင်ခဲ့ပါဘူးအဓိကတော့သူ့ရဲ့ခံစည်အသားပြီးကစားရာဒီနောက်ပိုင်းတိတ်ပြီးတော့လုံးမဖြစ်ကြတော့ပါပြီးတော့ဟိုးရင်ကလို့သူ့ကိုငွေကြေးတောင်းတောင်းဒီနေ့နဲ့ကစားသမားတွေလိုသလိုဖြစ်ပြီးမြပိုင်ရှင်နေတဲ့သူမစုံတော့တာပါအခုဆိုရင်ဘီဗီကာဘလိုရဲ့ဖြစ်ပြီးသူ့အတွက်အကောင်းဆုံးပြန်လာမယ့်နောက်ဆုံးခွင့်လေးကိုဆွနိုင်ပါရီဒီမှာမှမအောင်မြင်ဖြစ်ခဲ့ရင်တော့သူ့အတွက်အသင်းကတော်တော်ကိုနေသွားပါပြီ သူရဲ့နီးစနစ်ပိုင်းညာစာလူကြိုက်မများတော့တာလေးပြဿနာတစ်ခုပါပဲ။သူရဲ့ခန်းစစ်အသားပြုစတိုင်ကအီတလီအသင်းကြီးလောက်ပဲသဘောကျကြတော့အောင်။ဒါတော့ Inter AC, Juve နဲ့ Napoli တို့လိုအသင်းတွေကသူ့ကိုခေါ်ဖို့တော်တော်လေးကိုစဉ်းစားကြပါလိမ့်မယ်။ တချိန်ကတော့သူနဲ့ Guardiola ကခေပြိုင်ပါပြီ။သူကစာအေးနဲ့ Ferguson အာဆီယံဝင်ကားတို့နဲ့ပါ EPL မှာရှင်လာခဲ့တဲ့သူတစ်ယောက်ပါ။အခုချိန်မှာအနာယူသွားရင်သူရခဲ့တဲ့အောင်မြင်မှုတွေကနီးပြကောင်းတစ်ယောက်ဖြစ်တော့လုံလောက်ပါပြီ။ရည်ရှိခံမှုမှာတော့သူ Guardiola နောက်ကိုရောက်သွားပြီလို့ဆိုပေမဲ့ပေါ့။ဒါလည်းရှေ့မှာပြောခဲ့သလိုပဲသူကခံစစ်အသားပြုဟန်မှုရင်းနာကစားသမားတွေနဲ့ဆက်ဆက်ရေးမှာခေအောင်စန်နာရီကြောင့်လေးပါတယ်လို့သူ့ရဲ့နောက်ပိုင်းအသင်းရွေးချယ်မှုတွေက Man United နဲ့လမ်းခွဲပြီးတွေကစနစ်တကျမဟုတ်ခဲ့ဘူးလို့ခံစားရပါတယ်။ ဂွာဒီယိုလာကတော့ဘာစီလိုနာနဲ့အတူအောင်မြင်ပြီးတဲ့နောက်မှာသူ့ရဲ့အတွေးခေါ်နောက်လိုက်ပြီးတော့ထောက်ပံ့ပေးနိုင်တဲ့ဘိုင်ယန်နဲ့မန်စီးတီးတို့ကိုရွေးချယ်ခဲ့တာမှန်ကန်ခဲ့တယ်လို့ဖော်ပြနေပါတယ်ဘလိုပဲဖြစ်ဖြစ်ပေါ်တူဂီယားပေါ်တူအသင်းနဲ့အတူဥရောပဖလားကြီးတက်သိမ်းပြောင်း Special 1လို့ကိုကိုကိုခင်မွန်းတက်ပြီးတော့ EPN ရဲ့ Globalization Kit ကိုအချိန်မြင့်ပေးနိုင်ခဲ့တဲ့ဂျီနီပြား Icon တယောက်ဆိုတော့ကတော့ဘလို့မှညင်လို့ရမှာမဟုတ်ပါဘူး